ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ data entertainment channel ကနေအားလုံးကိုပြန်လည်ချိုးဆိုလိုက်ပါတယ်ဒီနေ့မှာတော့သွေးလင်းထွက်ကိုချီယူစကားဆိုလာတဲ့မြမကုံဆောင် fighter ကြီး online ဆိုင်ရဲ့အကြောင်းအကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့တောက်ကြံနေ့ညမှာတော့ one championship မှာမြမ fighter ကြီးအောင်ပွဲခံခဲ့တဲ့ညလို့ဆိုရမှာပါမြမ fighter ၃ယောက်ထိပါဝင်ထိုးသက်ခဲ့ကြပါတယ် မြန်မာဖိုင်တာဆောမင်းမင်းနဲ့သွေးလင်းထက်တို့ကပြိုင်ဘက်တွေကိုအလဲတို့တွေနဲ့အသီးသီးအနိုင်ပြနိုင်ခဲ့ကြပြီးမိုးထအောင်ကတော့ပြိုင်ဘက်ထိုင်းဖိုင်တာကိုတိုင်းအဆုံးဖြတ်နဲ့အရင်နေငယ်ရပါတယ်ဆောမင်းမင်းဟာအော်ဇီဖိုင်တာကိုတတိယအချိန်မှာ TKO နဲ့အနိုင်နိုင်ခဲ့ပေမဲ့ဘောနပ်စုတွေကိုသိမ်းပိုက်ပြနိုင်ခြင်းမရှိခဲ့ပါဘူး။သွေးလင်းထက်ကတော့ပြိသက်တွေအလုံးပါစအဟောင်းသားဖြစ်အောင်လှုပ်ပြသွားတာပါ။ပထမအချိန်မှာပဲ Time Fighter ကိုတော်တော်ရင်ရင်နဲ့ပရဒေါင်နဲ့ပွဲသိမ်းလိုက်တာပါ။ သွေးလင်းထက်ရဲ့ပွဲဟာမြန်မာပြည်သက်ဒေသနာမကပဲတကဘာလုံးကမွေထိုင်းပြည်သက်တွေကပါသတိထားမိသွားခဲ့ကြတာပါ1 championship ကပုံမှန်ဆို1 friday fight ပြိုင်ပွဲတွေမှာထိုးတက်နေတဲ့မြန်မာ fighter တွေရဲ့ပွဲကိုသူတို့ရဲ့ instagram မှာပင်လေးမရှိပါဘူး။ခုနေ့ကတော့သွေးလင်းထက်ရဲ့ spinning back elbow video ကိုတခုတက post တင်သွားခဲ့တာပါ။အဲဒီ post အောက်မှာလည်းနိုင်ငံတကာပရိသတ်တွေကလည်းသွေးလင်းထက်ကိုချီးကျူးနေကြပါတယ်။တတရဲနဲ့နိုင်ပွဲတစ်ပွဲယူပြနိုင်တဲ့အကြောင်းမလို့မြန်မာ fighter လေးကိုအားလုံးကဝိုင်းပြီးအသိမှတ်ပြုနေကြတာပါ။ သွေးလင်းထက်ကိုကျွန်တော်တို့ရဲ့မြန်မာကွန်ဆောင်ဖိုင်တာကြီး1 championship နဲ့တကွမ်း champion ဟောင်းကြီးအွန်လိုင်းဆန်းကလေသူရဲ့လူမှုကွန်ရက်ဆာမင်နာကနေသွေးလင်းထက်ရဲ့နိုင်ပွဲကို posting ကချီးကျူးသွားခဲ့ပါတယ်။အွန်လိုင်းဆန်းရဲ့ချီးကျူးမှုကိုရလိုက်တဲ့သွေးလင်းထက်ကလေအများကြီးကျေနပ်နေမယ်ထင်ပါတယ်။ မြန်မာကုန်းဆောင်ဖိုင်တာကြီးကသူ့ရဲ့အောင်မြင်မှုတွေဂုံဒရက်တွေကိုမောင်းဝမ်မှုမရှိဘဲစီနီယာပြည်ပြည်မြန်မာဖိုင်တာလေးတွေကိုဆွဲခေါ်ကနိုင်ပွဲတွေပုံဖော်နိုင်လေတကူတကသူ့ရဲ့လူမှုကွန်ရက်ဆာမင်နာကနေချီးကျူးနေတာတွေ့ရပါတယ်။အွန်လိုင်းဆိုင်ရဲ့စီနီယာကြကြလှုပ်ဆောင်မှုတွေကတကယ်ကိုလေးစားအကြအတူယူပွဲဖြစ်ပါတယ်။ဘာပြီးတော့အကောင်းဆုံးနိုင်ပွဲတွေပုံဖော်နိုင်မိခဲ့သလိုမြန်မာပြည်သူတွေကိုလည်းအကောင်းဆုံးပျော်ရွှင်မှုတွေပေးနိုင်ခဲ့တဲ့နှစ်သက်ကွမ်းချန်ပီယံဟောင်းကြီးအားလက်ရှိချိန်မှာလည်းမြန်မာဖိုင်တာလေးတွေကိုဆွဲခေါ်နေစေဖြစ်ပါတယ်။ ။သွေးလင်းထားလည်းတကယ်ကိုပြည်သက်တဲ့တတိထားမိလာအောင်လုပ်ပြနေပါပြီ။ One Championship မှာ၅ပွဲထိုးသက်ထားပြီး၄ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။အနိုင်ရခဲ့တဲ့၄ပွဲမှာ၂ပွဲကိုဘောနက်စုတွေကိုသိမ်းပိုက်ထားတာပါ။ဒီမှာ Fighter တွေထဲမှာရလက်အကောင်းဆုံး Fighter လို့တော့ဆိုရမှာပါ။သွေးလင်းထက်ကိုရန်ကလည်းသူ့အနေနဲ့ဒေါ်လာ3000နဲ့စာချုပ်ကို1 champion ရဲ့ခပတ်ကြီးကိုပါသိမ်းပိုက်ဖို့ရည်မှန်းထားတဲ့အကြောင်းအခုလိုမျိုးပြဿနာတွေကိုပြောဆိုသွားပါတယ်။ကျွန်တော်အနေနဲ့ဒေါ်လာ3000နဲ့စာချုပ်ရဖို့မျှော်မှန်းထားပါတယ်။ ျိုးလဲကြိုးစားနေပါတယ်။စာချုပ်တင်မဟုတ်ပါဘူး။ချန်ပီယံခပကြီးကိုပါတိမ့်ပိုက်ဖို့ပြင်မှတ်ထားနေတာပါဆိုပြီးပြောဆိုသွားခဲ့ပါတယ်။သွေးလင်းထက်ကတော့မြန်မာ ဖိုက်တာတွေထဲမှာထိုင်းတွေကိုကောင်းကောင်းဒုက္ခပေးနိုင်တဲ့ဖိုက်တာလို့ဆိုရမှာပါ။ ancient thai fighter တွေနဲ့ဇက်တိုက်ထိုးခဲ့ရပြီး thai fighter တွေကိုအမှတ်တွေကို KO တွေနဲ့ပါနိုင်မွေးယူပြထားနိုင်တာတွေ့ရပါတယ်။သေးတာတခုကတော့လာမယ့်ပွဲမှာသာသွေးလင်းထက်အနေနဲ့နောက်ထပ်အလဲထုံးနိုင်မွေးမျိုးရလိုက်မယ်ဆိုရင် one championship ကသွေးလင်းထက်ကိုတည်တာပေါ့စာကြည့်ကြီးကန်လန်းလာဖို့ရှိနေပါတယ်။ သွေးလင်းထက်နောက်မှာမြမဖရင်တို့အခိုင်မာရှိနေတယ်ဆိုတော့1 championship ကကောင်းကောင်းကြီးပြီးပါတယ်အဲ့ဒါကြောင့်သူတို့အနေနဲ့လဲစာဂျူဂျီကန်လန်ကိုတွန်းဆုတ်နေမှာမဟုတ်ပါဘူးသွေးလင်းထက်ကသာအကောင်းဆုံးဆွမ်းဆောင်ပြနိုင်မှုလို့ရပါမြန်မာဖိုင်တာတွေထဲမှာဒေါ်လာသိန်းနဲ့စာချုပ်ကိုစိုးလင်းပြီးရင်ဒုတိယမြောက်ယူပြနိုင်မဲ့ဖိုင်တာကသွေးလင်းထက်များဖြစ်လာမလားဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာပါခင်ဗျာ။ ျွန်တော်တို့ပြည်သက်ဒီနေ့ရောသွင်းလင်းတဲ့အနေနဲ့ဒေါ်လာသိန်းနဲ့စာချုပ်ကြီးကိုလက်ခံရရှိမယ်လို့ထင်မြင်ယူဆမိပါသလားဘလို့ခင်းနေတဲ့တက်ဆောင်လာမလဲသူမှန်းတော့လို့မျိုးပဲချန်ပီယံခပ်ကြီးနာထီကိုရောက်ရှိသွားမလားဆိုတော့ကျွန်တော်တို့ပြည်သက်ဒီနေ့နဲ့ဘလို့ထင်မြင်ယူဆမိပါသလဲမိမိတို့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာဆွေးနွေးပေးကြလို့ရပါတယ်ခင်ဗျာစတဲ့တင်ဆက်ရမယ်ဆိုရင် one championship လာမယ့်တောက်ချန်နေညမှာ one friday 5 113ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ် အဲ့ဒီပြိုင်ပွဲမှာတော့ကျွန်တော်တို့မြန်မာဖိုက်တာတွေပါဝင်လာမှာမဟုတ်ပါဘူးမြန်မာဖိုက်တာ၃ယောက်ကိုတပြိုင်တည်းပွဲထုတ်ထားပြီးပြတဲ့အကြောင်းမလို့အဲ့ဒီပြိုင်ပွဲမှာတော့မြန်မာဖိုက်တာတွေပါဝင်ထိုးသက်ရမှာမဟုတ်ပါဘူးနောက်လာမယ့်ပွဲတွေမှာပါဝင်လာမလားဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပဲ။အားမင်းတွေမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လို့အသေး subscribe လို့တွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာအတွက်ရှင်မကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။